ဒီဗီနောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်၅ရက်ကွက်ဗိုလ်ချုပ်လမ်းမပေါ်မှာဖွင့်ထားတဲ့စတိုးဆိုင်ရဲ့ပိုင်ရှင်ကစိုက်မာစတီးစလုံးဝင်ခိုးရဲဆိုပြီးမြို့သမီးတယောက်နဲ့ကလေးတယောက်ကိုဖမ်းဆီးရိုက်နှက်ပြီးလူမှုကွန်ရက်ပေါ်မှာတင်ခဲ့တဲ့အတွက်ဆိုင်ရှင်ကိုအေးအေးယူပေးဖို့ရက်ကွက်နေသူတွေကရဲစခန်းကိုတိုင်ကြားထားတယ်လို့မြို့ကန်တွေစီကနေသိရပါဗျာ။ ော်တိုဘလ20ရက်ကသူ့ဆိုင်မှာစတီးစလုံးအလုံး20ဝင်ခိုးရဲဆိုပြီးစတိုးဆိုင်ပိုင်ရှင်ကအမျိုးသမီးကြီးတယောက်နဲ့ကလေးကိုဖမ်းဆီးရိုက်နှက်ပြီးဓာတ်တိုင်မှာကျိုးတုပ်ထားတာကိုလူမှုကွန်ရက်မှာတင်ခဲ့တာလို့မြို့ကန်တယောက်ကပြောပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကနေကြောင်မဲကိုပြန်တဲ့စစ်ဆောင်ကားတစ်စီးဟာအော်တိုဘားလ20ရက်မနက်7:00နာရီဝန်းကျင်မှာတိမ်းမောက်ခဲ့ပြီးထိခိုက်သေးဆုံးသူတော့မရှိခဲ့ဘူးလို့လာရှုကစစ်ဆောင်အရေးကူညီပေးနေသူတွေစီကနေသိရပါဗျာ။ ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်မိုင်းငော့မြို့မှာအော်တိုဘားလ20ရက်ည8နာရီဝန်းကျင်လောက်ကစစ်ကောင်စီတပ်ရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်ဒေသခံ2ယောက်သေဆုံးပြီး2ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ DV နောက်ဆုံးရသတင်းတွေကို DVTV News Facebook Page မှာလည်းဆက်လက်ကြည့်ရှုနိုင်ပါရှင်။